မပိတ်ခော့ပဲအိမ်လာလဲတဲ့ဧည့်သည်လေးများမင်္ဂလာပါရှင် Knowledge TV မှာကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ဘဝတက်လျှောက်မှာမပိတ်ခော့ပဲနဲ့ရောက်လာတတဲ့အရာတွေရှိတတ်ကြပါတယ်အများအဖြစ်တော့ဒုက္ခတွေနဲ့မကောင်းတဲ့အရာတွေကတစ်ခါတည်းမှာကန့်ဆိုးမှုမောင်ကြပြီးရောက်လာတတ်တာပါဒါမဲ့မပိတ်ခော့ပဲလာရတဲ့ဧည့်သည်လေးတွေကကြုံနေကြဧည့်သည်လေးတွေမဟုတ်ပဲမြင်လိုက်တာနဲ့ထိတ်လန့်စရာဖြစ်နေတဲ့တိုင်းလည်းရှိပါတယ် ဒါတော့ Torrent Trace အနေနဲ့မှုတွေဖြစ်ပြီးတော့တောဦးနာမှာရှိတဲ့အင်ဂျင်စီကိုရုတ်တရက်အလေရောက်လာကြတာမှာဒီဗီရဲမှာဆိုရင်လေမလေးရှားနိုင်ငံကအင်တိန်ရဲ့မျက်နှာချက်မှာဇပန်မှုကြီးနှစ်ကောင်ခွေနေရကိုထိတ်လန့်ပွဲ တွေ့လိုက်ရတာဖြစ်ပါတယ်ဇပန်မှုကြီးတွေဆိုတာအစိတ်လဲပြင်းတယ်လို့အကောင်ရန်စားကြီးမားတဲ့မြွေထဲမှာပါဝင်နေတာပါဒါကြောင့်သူတို့အိမ်ထဲကနေဖယ်ရှားဖို့အင်ရှင်တွေကိုယ်တိုင်လုပ်လို့မရပါဘူးတက်ဆိုင်ရအဖွဲ့ကြီးတွေရဲ့အကူအညီနဲ့ခက်ခက်ခဲခဲကိုဖယ်ရှားခဲ့ရပြီးတနိုင်လောက်အကြာမှမြွေကြီးတွေကိုဖမ်းမိခဲ့တာပါ ဒီလိုအိမ်ခေါင်မိုးထဲမှာမိုးရေဝင်ပြီးတော့ခွေနေရတာကတော့ခေါင်မိုးအကွယ်ချောင်းတွေရှိနေလို့နဲ့အပြက်စီးတွေရှိနေတယ်လို့ပါ။ဒါကြောင့်မလို့ကိုယ့်ရဲ့အိမ်ထဲကိုမဖိတ်ခေါ်တဲ့ဧည့်သည်လေးတွေဝင်မနေစေချင်တော့အပြက်စီးတွေကိုရှင်းလင်းထားသင့်ပါတယ်နော်။နောက်ထပ်မဖိတ်ခေါ်ဘဲနဲ့ဧည့်သည်တစ်ကောင်ရောက်လာတဲ့အဖြစ်ကိုကြုံတွေ့ခဲ့ရတာကတော့ထိုင်းနိုင်ငံရဲ့စူပါမားကတ်တစ်ခုမှာပါ။ဒီဖြစ်ပျက်က2021ခုနှစ်ဧပြီလထဲမှာဖြစ်ပွားခဲ့တာဖြစ်ပြီးရောင်းလာတဲ့ဧည့်သည်ကတော့ဖိုကြီးတကောင်ပါဒီဖိုကြီးကစူပါမားကတ်ထဲကိုရုတ်တရက်ဝင်ရောက်လာတာကြောင့်အားလုံးကထိတ်လန့်ကုန်ကြတာပါ ဖူကြီးရွယ်စား6ပေလောက်ထိရှိပြီးစူပါမားကတ်တွေကစင်တစင်မောကုတ်ကတ်တက်နေကြတာပါဖူဆိုရာလည်းအနေများတဲ့တရိစံတကောင်ဖြစ်တော်မူလို့လူတိုင်းကကြောက်လန့်နေကြကြတာပါဒါမဲ့မကြခင်မှာတီးဖူကြီးကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေက လာရောက်ဖမ်းဆီးပေးနိုင်ခဲ့ပါတယ်နောက်ထပ်အဖြစ်ပြက်တစ်ခုကတော့အာဖရိကမှာရှိတဲ့ဘတ်ဒီစ်ဘေးမြို့ကိုတောက်ထက်ကဘာဘိုးမြောက်တွေမကြခဏဝင်ရောက်လာပြီးတော့အိမ်ထဲမှာရှိတဲ့အစားအသောက်တွေကိုစားတောက်ကြတာပါဘာဘိုးမြောက်တွေဆိုတာအာဖရိကမြောက်မျိုးစိတ်တစ်မျိုးဖြစ်ပြီးတော့ ခွေးမျက်နှာနဲ့ဆင်တူတဲ့မြောက်တင်မာနီမျိုးစိတ်တွေဖြစ်ကြပါတယ်။ဒီမြောက်တွေဟာအ ನಿಯ ရှိတဲ့မြောက်မျိုးစိတ်တွေပါဝင်ပြီးလူတွေကိုတိုက်ခိုက်ခြောက်လန့်တာတွေနဲ့ပစ္စည်းတွေကိုဖျက်ဆီးတတ်တာပါ။ဒီဗီဒီယိုထဲကလူအားဆိုရင်လည်းသူ့အိမ်ထဲကိုဘာဘုံမြောက်တွေဝင်လာလို့ခြောက်လန့်ထုတ်ပေမဲ့မြောက်တွေကတော့ထွက်မသွားဘဲနဲ့ရံပြန်လုံနေခဲ့ပါတယ်။မြောက်အမေရိကမှာနေထိုင်တဲ့ Grizzly Bear လို့ခေါ်တဲ့ဝက်ဝံညိုတွေကအင်အားကြီးပြီးအန္တရာယ်များတဲ့အသားစားဝက်ဝံတွေပါ။ဒီဗီဒီယိုတွေက Grizzly ဝက်ဝံကအိတ်တိမ်ထဲကိုတံခါးတွေချိုးဖြတ်ပြီးရုတ်တရက်ဝင်ရောက်လာတာပါ။ ကံကောင်းတာကတော့အိမ်ထဲမှာဘယ်သူမှ ရှိမနေတာပါ။ဒါမဲ့ဒီဂရစ်လီဝဝဉိုကအိမ်တော်ဝေးမိဖို့ရဲသွားပြီးကိုယ့်အိမ်ကိုရလို့ရေကန်ချတာထဲမှာမှွေနောက်ရှာဖွေပြီးတော့စားတော့သွားတာမှာ။အာရအောင်မှွေနောက်ပြီးတဲ့နောက်မှာဝဝဉိုကောင်ကအိမ်တော်ဖေးကနေပြန်ထွက်ပြီးတောထဲကိုပြေးဝင်သွားတာဖြစ်ပါတယ်။ဆယ်ပြီလောက်ကြီးမားတဲ့ဒီမီချောင်းကတော့ဖလော်ရီဒါပြည်နယ်ကမြို့သမီးတယောက်ရဲ့နေအိမ်မိဖို့ကန်ထဲမှာဝင်ရောက်နေတာဖြစ်ပြီးမနက်3:00ထိုးချိန်မှာပဲအမျိုးသမီးကတွေ့ရှိခဲ့တာပါ ီကြောင်ကတော့ပြောပြရစရာမလိုတော့အောင်အနေများတဲ့တရားဖြစ်တာကြောင့်အရှင်မျိုးသမီးကချက်ချင်းဆိုသလိုတဆိုင်ရအဖွဲ့အစည်းတွေကိုအခုညတောင်းခဲ့ပြီးတော့အောင်မြင်စွာနဲ့ဖမ်းဆီးနိုင်ခဲ့ပါတယ်ဒီပြပြတွေကကိုရဲ့နေအိမ်ကိုမဖိတ်ခေါ်တဲ့ဧည့်သည်လေးတွေရုတ်တရက်အလဲရောက်လာကြပြီးတော့ထိုင်းလန်ဆရာတွေနဲ့ကြုံတွေ့ခဲ့ရတဲ့အဖြစ်ပြက်တွေပဲဖြစ်ပါတယ်။ကြီးစုနေကြတဲ့ပြည်သက်ကြီးတို့အနေနဲ့ရောဒီလိုဖြစ်ပြက်မျိုးတွေနဲ့ကြုံတွေ့ခဲ့ကြဘူးလားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ကြပါဦးနော်။အစုံနဲ့ကြီးစုပေးခဲ့လို့အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ရက်တွေမှာပြန်ဆောင်ကြပါမယ်နော်။